ရောက်ရှာပွဲစားကငွေလေးယူတပြေးသွားခဲ့လို့မြန်မာနိုင်ငံသား132ဦးထိုင်းနိုင်ငံမှာဖမ်းဆီးခံရတယ်လို့အော်တိုဘားလ18ရက်နေ့မှာထိုင်းရဲကထုတ်ပြန်ပြောကြားခဲ့ပါတယ်။အော်တိုဘားလ16ရက်နေ့ယနေ့ပိုင်းမှာထိုင်းနိုင်ငံစမုတ်စခွန်ပြည်နယ်တွင်ကကြေးရွာတွေကိုထိုင်းလူမှုကြီးကြပ်ရေးထိုင်းရဲတပ်ဖွဲ့နဲ့ဒေသအာဏာပိုင်တွေပါဝင်တဲ့ပြည်ပအဖွဲ့တွေကဝင်ရောက်ချိန်နှိမ့်ခဲ့ပြီးနောက်ယခုလိုဖမ်းဆီးခံရတာဖြစ်တယ်လို့သိရပါတယ်။မြို့သား86ဦးနဲ့မြို့သမီး55ဦးဖမ်းဆီးခံရပြီးသူတို့အားလုံးဟာ ထိုင်းနိုင်ငံလုံးကိုတရားမဝင်ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဖက်ကရသူများအနေနဲ့အချို့ကနိုင်ငံကိုလက်မှတ်တွေပါလာခဲ့ပြီးမဲ့တရားဝင်ဝင်ရောက်လာခဲ့တယ်ဆိုတဲ့အထောက်အထားလူဝမှုကြီးကြေးဒစိတုံးတွေထုထားတာမျိုးမရှိဘူးလို့သိရပါတယ်။အများစုကတော့ဘာဆောင်ရွက်ချတဲ့အထောက်အထားမှမပါလာခဲ့ဘူးလို့သိရပါတယ်။ခဏဦးစစ်စစ်မြတ်မှုတွေရလှုပ်ရှားပွဲစားတွေဟာမြန်မာလူသမားတွေကိုကန့်ချနာဖူရီဝန်နောင်းနဲ့တက်ခိုင်နေဇပ်ပေါ့ဝန်မောက်တွေကနေတဲ့ဆက်ခိုးတုံးခွဲယူလာတာဖြစ်တယ်လို့သိရပါတယ်။ တော်တဲ့ချင်းအနေနဲ့စမုတ်စကွန်ဘီနယ်ကိုရွှေပြောင်းပို့ဆောင်ခဲ့ပြီးထိုမှတ်တဲ့ချင်းလောက်ဌာနတည်တည်ကိုဝင်ရောက်နိုင်ဖို့ပုံအောင်ဆောင်ဆိုင်နေရတာဖြစ်တယ်လို့ဆိုပါရတယ်။အဲဒီနောက်မှာတော့ပွဲစားတွေပြန်ပေါ်မလာတော့ဘဲပျောက်ချင်းမလားပျောက်သွားခဲ့တယ်ဖြစ်တယ်လို့သိရပါတယ်။ဒီမှာတော့တမားတွေကထိုင်နိုင်ငံမှာလိုရဖို့တိုးကိုထိုင်ပတ်ဝင်9000ခါလာတဘုံညီမကျန်ဝင်66သိန်းပွဲစားတွေကိုပို့ဆောင်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။တရားမဝင်ဝင်ရောက်လာသူတွေကိုမူရင်း ဖန်လီနိုင်ငံပြည်လဲပို့ဆောင်သွားမှာဖြစ်တယ်လို့သမုတ်စခွန်ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးကပြောဆိုခဲ့ကြောင်းသိရှိရပါတယ်